ဒီစာအုပ်ကဝိတုစာအုပ်ပါဒါပေမဲ့ဝိတုစာအုပ်မဟုတ်ပါဘူးအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဥနုရဲ့ကာမတဏ္ဍဆိုတဲ့စာအုပ်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကာမဆိုတာကတော့ကာမပေါ့နော်တဏ္ဍဆိုတာကတော့နှစ်သက်ဆွေးလန်းခြင်းကာမတဏ္ဍဆိုတော့ကာမကိုနှစ်သက်ဆွေးလန်းခြင်းလို့အဓိပ္ပာယ်ပြန်ရမှာပေါ့ဒီစာအုပ်ကဝိတုစာအုပ်ပါဒါပေမဲ့ဝိတုစာအုပ်မဟုတ်ပါဘူးဒီလိုပါကျွန်တော်တို့ပုံမှန်ဝိတုစာအုပ်တွေဆိုရင်အချက်အကျအောင်ဖွင့်နှွေပြီးတော့ရေးထားတယ်ဒွန်းစရာတွေဆွေးစရာတွေ စာအုပ်ထဲမှာပါတဲ့ character တွေကိုကျွန်တော်တို့ဒေါသထွက်စရာတွေပါတယ်ဒီစာအုပ်ကကျတော့အဲ့လိုမျိုးမဟုတ်ပါဘူး Lucky ရဲ့အထက် logo draw ဆိုင်ရာတွေကိုအသာပေးပြီးတော့ရေးထားတယ်ဘာသာရေးဆိုင်ရာတွေပါတယ်အဓိကကတော့ကာမဆိုတဲ့အကြောင်းကိုရေးပြထားတာပါဝတ္ထုလေးအကြောင်းပြောအောင်မိသားစုနှစ်ခုကိုရှင်ပြီးတော့ရေးထားတယ်ပထမမိသားစုကကျတော့ဘာသာတရားကန့်ဆိုင်နေတမာတမတ်ကြတယ်စင်းရဲတယ်ဒုတိယမိသားစုကကျတော့ဘာသာတရားမကန့်ဆိုင်ဘူးယောက်ျားဖြစ်သူကမိန်းမလောင်းကစားစတဲ့မကောင်းတဲ့အရာတွေလုပ်တယ် ချမ်းသာကြတယ်အဲ့လိုနဲ့ပထမမိသားစုဝင်ကဖခင်ဖြစ်သူသုံးသွားတယ်ပုံမှန်ယောဂာနဲ့ကောင်းကောင်းမွန်မွန်ပဲသုံးသွားတယ်သူမသေးခင်မှာလဲကုသိုလ်တွေလုပ်တယ်သူသမီးနှစ်ယောက်ကိုလည်းအနည်းငယ်သုံးပါတဲ့အတွက်ကြောင့်မလို့လိမ္မာရေးချရှိကြတယ်သူတည်သွားတဲ့အခါမှာလည်းပဲမိသားစုဝင်တွေကတက်ရောက်မှမငိုကြဘူးဒီဒုတိယမိသားစုဝင်တွေကဖခင်လည်းသုံးတယ်မသုံးခင်မှာမကောင်းတာတွေလုပ်တယ်မိမလိုက်စားတယ်မိမတွေအများကြီးယူတယ်သူနောက်ဆုံးယူလိုက်တဲ့မိန်းကလေးကအသက်၁၈နှစ်ပဲရှိသေးတယ် ဲ့ဒီမိန်းကလေးရဲ့ချစ်သူရဲ့သူ့လဝက်ကြီးဥဒ္ဒါကိုခံထားရတဲ့လယ်သမားတချို့ရဲ့ကပေါင်းပြီးတော့တုတ်ကြံတဲ့အတွက်ကြောင့်မလို့နောက်ဆုံးမှာသုံးပါသွားဒုတိယမိသားစုဝင်ရဲ့သားကြတော့ဖခင်အတိုင်းပဲမကောင်းတာလုပ်တယ်လမ်းကစားလုပ်တယ်မိမလိုက်စားတယ်ပထမမိသားစုဝင်ရဲ့သမီးနှယောက်ကကြတော့ဒိမ်မကြီးရရှိရဲ့အိမ်ရွေရတယ်သမီးကြီးဆိုလို့ရှိရင်လူလူတိုင်းကကြိုက်ကြတယ်ချစ်ကြတယ်ဒါပေမဲ့သူကကြတော့လက်မခံဘူးသူ့ဖခင်ကိုဂရုပေးထားတဲ့အတိုင်းပဲ ီတစ်ချိန်ကြလို့ရှိရင်ဒီလရှင်ဝတ်မှာဒါပေမဲ့နောက်ဆုံးပိုင်းမှာကျတော့အကြောင်းအရာလေးတစ်ခုကြောင့်အိမ်အောင်ပြည့်ပြည့်သွားတယ်ပထမဆုံးတာဦးလေးမွေးတယ်သိမ့်မချခင်မှာပဲအဲ့တာဦးလေးကဆုံးမသွားတယ်နောက်ထပ်တာလေးတယောက်ထပ်မွေးတယ်အဲ့ကလေးကြတော့အဆင်ပြေပြေပဲညာတိုင်းမှာလည်းယောက်ျားဖြစ်တဲ့သူကိုတရားဟောတယ်မိန်းမဖြစ်တဲ့သူကယောက်ျားဖြစ်တဲ့သူကိုတရားဟောတာနော်ဒီဖခင်တရားလုပ်တဲ့ပေးကန်းဆင်ကြဲတဲ့သူအားလက်တဲ့အခါတွေမှာလည်းစိတ်တာကိုသွားပြီးတော့ဘာဝနာပွားများတယ်။တားဖြစ်သူကိုလည်း ဘာသာရေးကန့်ရှိုင်းအောင်ဒိမာရေးကြရှိအောင်အမြဲတမ်းတွင်တင်ဆုံးမှာပြီးတယ်ဒီနေရာမှာကာမအကြောင်းလေးပြောအောင်အိမ်တော်ပြုတယ်ဆိုတာကယောက်ျားလေးဖြစ်စီမိန်းကလေးဖြစ်စီဒီစိတ်ကြောင့်အိမ်တော်ပြုကြတယ်ကာမရာဂမှာလည်းနှစ်ဦးစလုံးအကျိုးမြတ်ခံစားရမယ်နှစ်ဦးအတူနေတဲ့အခါမှာအစဉ်ပြေစီဖို့အတွက်နီလန်လေးခုကို sharing လုပ်ပေးကြပါတယ်နံပါတ်1ယောက်ျားကမိန်းမအပေါ်မှာကိုကျင်းစာသိရှိရမယ်။နံပါတ် မိမမှာຢာကားစိတ်မပေါ်သေးပဲယောက်ျားမှာပေါ်ယုံတဲ့ဒီကိစ္စကိုမပြုတ်အပ်3မိမကိစ္စပြည်စီမှာယောက်ျားကိစ္စပြည်စီရမယ်4ကာမစိတ်ရှိအောင်နှိုးပြဖို့အတွက်မိမမှာတော့ချက်နေရာကြီး3ခုရှိတယ်အဲ့ဒီတော့ချက်3ခုဆိုတာတခြားမဟုတ်ပါဆိုပြီးတော့ကြည့်ထားပါတယ်သူတို့လည်းအိမ်အောင်ကြပြီးသွားတော့သူတို့ရဲ့ဆွေမျိုးသားချင်းတွေရဲ့တချို့ကာမဆိုတဲ့အရာရက်ခက်တာကိုခံရမိမဖြစ်တဲ့သူကဖောက်ပြန်တယ်ယောက်ျားဖြစ်တဲ့သူကဖောက်ပြန်တယ်ငွေကြောင့်ဖောက်ပြန်တာလည်းရှိသလို ဒီစိတ်ကြီးကြောင့်ဖောက်ပြန်မိတာမျိုးတွေရှိတယ်။ကာမစိတ်ကလူတစ်ယောက်ကိုစွဲကတ်သွားပြီဆိုရင်တင့်တော်ဤမတော်ဤကောင်းဤဆိုးဤဒါတွေမသိတော့မိသားစုဝင်ညီကောင်မောင်နှမဆွေမျိုးသားချင်းအမေအဖေဒါတွေလည်းနားမလဲတော့ဒီစိတ်ကြီးကတော်တော်ကြောက်ဖို့ကောင်းပါလေ။ကိုကဖောက်ပြန်မိလိုက်တာမိမိရဲ့ယောက်ျားမိမိရဲ့မိန်းမဖြစ်တဲ့သူတွေပါခံကြရတယ်။ကိုယ့်အတွက်လည်းမကောင်းသလိုမိမိပါတနာအတွက်လည်းမကောင်းပါဘူး။ကျွန်တော်တို့ဒီနေရာမှာကျွန်တော်က ဒီစီကြီးကကောင်းနဲ့ဆိုးရယ်ဆိုပြီးတော့ပြောနေတာမျိုးမဟုတ်ပါဘူးပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစိတ်ကတော့ရှိမှာပဲယဟန္တာတွေတောင်မှမာတုကာမတွေကြောင့်ဇန်လျှောတဲ့အဖြစ်အပျက်တွေရှိသေးတာပဲကျွန်တော်တို့ကဘာမလို့လဲပေါ့နော်မိမိရဲ့ဆန္ဒကိုသိချနိုင်ထင်းကြပါကောင်းတာလုပ်ရင် ကောင်းကျိုးဖြစ်မယ်ဆိုးတာလုပ်ရင်ဆိုးကျိုးဖြစ်မယ်နောင်ဘဝတွေမှာလည်းမိမိလုပ်ခဲ့တဲ့ကုသိုလ်အကုသိုလ်တွေကပြန့်ဖြစ်တယ်နော်ကိုပြုတိကံပဲ့တင်တဲ့ကိုထံအမြဲပြန်လာမည် ကောင်းတာရောစိုးတာရောပြန်ပြီးတော့အကျိုးပေးတယ်။နောင်ဘဝတွေပါတယ်မယုံမဲတာ။လက်ရှိဘဝမှာလည်းပဲမကောင်းပါဘူး။လူတိုင်းပေါ်မှာစေတနာမြင့်တာထားအဲ့လိုကိုထားလိုက်တဲ့စိတ်လေးတွေကကိုကိုပြန်ပြီးတော့အကျိုးပေးပါတယ်။ကိုလုံးတဲ့အရာတွေကမိသားစုကိုပါ affected ဖြစ်တယ်နော်။ကောင်းတာလို့ရင်ဘသူသားလေးဘသူသမီးလေးတော်လိုက်တာလိမ္မာလိုက်တာမိဘသွန်သင်ဆုံးမမှုကောင်းတာလည်းပါတယ်။မကောင်းတာလို့ရင်လည်းထိုးနည်းလကောင်းပဲ။ဘသူသားလေးဘသူသမီးလေး မင်းငေါ့ကြတယ်မိဘကမဆုံးမအောင်လားမသိနော်ကိုသူ့အဖေကိုနိုင်တောင်းတော့ညသူသားတော့တော့ဆမ်းမအောင်ကြီးဒီလိုလာကြတာမိမိကိုကိုကောင်းအောင်ကြိုးစားပါစီးပွားရှာတဲ့အခါမှာလဲတမအာဒီဝါနီးနဲ့ရှာပါမိမိလုပ်ငန်းကတေးတယ်ဝင်ဝင်ကမကောင်းစိတ်မညစ်နဲ့ကိုလုပ်ငန်းအပေါ်မှာတစ္ဆာရှိပါကျွန်တော်တို့ဒီထက်ကိုကြိုးစားရင်ကြိုးစားသလောက်ရတယ်လေတမအာဒီဝါနီးနဲ့တော့ဖြစ်ပါစေပေါ့ကျွန်တော်တို့မိမိနိုင်သလောက်လေးကိုပေးကမ်းဆွင့်ကြပါ ြန်ရလိုမှုနဲ့ညှော်လင့်ချက်နဲ့မပေးရဘူး။ तू ကိုကူညီလိုက်လို့ तू အစဉ်ပြေသွားပါစေဆိုတဲ့စိတ်လေးနဲ့ပြေကန်းဆွင့်ချက်ကိုကိုလည်းအဲ့ဒီအကျိုးတွေကပြန်ပေးပါလေ။မိမိကိုကိုွယ်တဲ့ဘာသာတရားကိုကန့်ရှိုင်းကြပါကျွန်တော်တို့ဗုဒ္ဓဘာသာမှာဆိုရင်ငါးပါးသီလနေ့စဉ်ဆောင်ထင်းရတယ်။တခြားဘာသာမှာလည်းအဲ့လိုမျိုးချမှတ်ထားတဲ့ဆောင်ထင်းရမယ့်အရာလေးတွေကိုဆောင်ထင်းပါ။နောက်ဆုံးမှာမိသားစုဒီပထမမိသားစုတွေကအိမ်အောင်ကြသွားတဲ့တမီးအကြီးဆုံးကြီးဆုံးမသွားတယ်။သူ့ယောက်ျားဖြစ်သူက ဖုံးယူသွားတယ်သူသားဖြစ်သူလည်းဖုံးယူမှာပဲဒါပေမဲ့ကောင်မလေးတယောက်ကသူသားအောင်မှာမရရင်ထူးခြားပြီးတော့ဒီပြင်မယ်လို့တော့ကောင်လေးကလက်ခံလိုက်ရတယ်သူ့မိခင်ကိုပေးထားတဲ့ကတိကိုလည်းမဖြတ်ချင်တဲ့အတွက်ကြောင့်မလို့စည်းဆက်ပြီးတော့ဝါရင်းသုံးလာမှာသခိုင်းဝင်သွားပြီးတော့ဖုံးယူဝတ်တယ်ပြန်လာရမယ့်အချိန်မှာကိစ္စလေးတစ်ခုကြောင့်အချိန်မီပြန်မလာကြဘူးအဲ့ဒါနဲ့ကောင်မလေးကသခိုင်းဝင်လိုက်သွားတယ်လမ်းမှာကားအဆီရက်နဲ့သုံးပါသွားတယ်ဒီဝတ္ထုကလွမ်းရဆွေးရတာထက်အော်ငါဒီလဲတနည်း တည်ရမှာပါလားဆိုတော့တောင်းဝင်ကားရတယ်လူတိုင်းသွားမဲ့လမ်းစဉ်ကိုမိနေမှာဆိုလို့တတိပေးလိုက်တို့ပါပဲဒီစာအုပ်ထဲမှာအကြိုက်ဆုံးစာပိုင်လေးတစ်ခုကိုပြပြခြင်းပါတယ်တောင်းဝင်ကားလင်ကားတဲ့အချက်ကလေး၈ချက်ရှိပါတယ်နုနယ်ရုပ်စင်ပြုံမြင့်ခြင်းကပိုခြင်းနောက်ဆုံးရှိကြ၏ဥစ္စာစင်မြင်ပေါများခြင်းကယိုယွင်းနောက်ဆုံးရှိကြ၏ဝိညာဉ်ထင်လင်းသက်ရှင်ခြင်းကတည်ခြင်းနောက်ဆုံးရှိကြ၏ချစ်ခင်ပေါင်းတင်ဆက်ဆံခြင်းက ကိုယ်ကွင်းနောက်ဆုံးရှိကြ၏တက်ကြွကြွကြွမြင်လွင်းကြလဲရှောကြနောက်ဆုံးရှိကြ၏ခုံမင်ခရချစ်လွင်းကြလဲတောကနောက်ဆုံးရှိကြ၏ပွဲလေပြင်ပချင်းမွင်းကြလဲရှုတ်ချနောက်ဆုံးရှိကြ၏จิตตาရှင်ပြချမ်းသာကြလဲဒုက္ခနောက်ဆုံးရှိကြ၏ဒီအနတ်အဋ္ဌပေကိုတော့ထွေးထုတ်ပြီးရှင်းပြနေကြမှာလို့ပါဘူးအနေစာဆိုတဲ့သဘောတရားကိုရေးထားတာပါကျွန်တော်တို့ဘယ်အရာမှအမြဲမရှိဘူးဖြစ်ပြီးရင်ပြတ်မယ်ရှင်ပြီးရင် ေကြရမယ်တွေးဆုံပြီးရင်တစ်ချင်းချင်းမှာခွဲခွာကြရမယ်မမြဲခြင်းသဘောတရားကိုရည်ထားတဲ့တောင်ဝင်ကလင်္ကာလေးပါဒီဆောင်လေးကိုဒီနေရာမှာပဲအဆုံးသတ်ချင်ပါတယ်ဒီဆောင်ကိုဖတ်ဖို့လဲဆိုရင်လည်းကိုရတဲ့ဘဟုတာကိုရလိုက်တဲ့တောင်ဝင်ကလေးဒီနဲ့ပတ်သက်ပြီးတော့ comment box မှာဝင်ရင်းပြသွားပါဦးကျွန်တော်တဦးပေါ်မှာတဦးစေတနာမြတ်တာထားကြပါဒီတစ်ချင်းချင်းမှာလူတိုင်းသွားရမယ်လူတိုင်းလိုက်ရမယ်လမ်းစဉ်ကိုသွားကြရမယ်မသွားခင်စကြာလေးမှာ ိမိတက်နိုင်တဲ့ဒါနသီလဘာဝနာပွားများအားထုတ်ကြပါမိမိကိုးကွယ်တဲ့ဘာသာတရားကိုကန့်ဆိုင်ပါကိုပြုတိကံပဲ့တင်တဲ့ကိုထံအမြဲပြန်လာမည်ဆိုတာလေးကိုလည်းနှလုံးသွင်းထားပါဒီကာမဆိုတဲ့စိတ်ကြီးကိုလည်းအတက်နိုင်ဆုံးထင်ကြပါဒီစာအုပ်ရဲ့တန်ဖိုးကတောင်းလေးတောင်းပါဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်အဆုံးထိကြပါမယ်နောက်ထပ် review ပေးတည်ခြင်းနဲ့စာအုပ်လေးတွေရှင်လဲ comment box မှာဝင်ပြီးတော့ပါဦး တာယာပြောရှင်မဲကောင်းတဲ့နေ့ရက်လေးပြီးပိုင်ဆိုင်နိုင်ကြပါစေ။